နိုဝင်ဘာလတွင်မှရှောက်ထားလို့ရသေးတယ်ထိတ်တန်း scholarship ၃မျိုးအကြောင်းနံပါတ်၁ Annual MBA ASEAN scholarship ဒီ scholarship လေးကတော့ခင်မီတိုတက်နေစင်ကာပူရဲ့နံပါတ်1ထိတ်တန်း university ဖြစ်တဲ့ Annual မှာ MBA ကိုနှစ်နှစ်ကြာကျောင်းရဲ့အခါမင်းနဲ့တင်ယူလေ့လာခွင့်ရရှိမှာဖြစ်ပြီး round 2အတွက်တက်လိုင်းကတော့15 January 2020ပါရှောက်ထားခြင်းတဲ့သူတွေအနေနဲ့ bachelor degree work experience နှစ်နှစ်နဲ့ TOEFL တို့မဟုတ် IELTS ရှိထားဖို့လိုအပ်ပါတယ်နံပါတ်2 SPW Bolin scholarship EU နိုင်ငံတစ်ခုဖြစ်တဲ့ဂျာမနီမှာကျောင်းတက်ဖို့ကြိုးစားနေသူတွေအတွက်ဆရာရဲ့အပြည့်အစုံရရှိမဲ့ Fully Funded Scholarship တစ်ခုဖြစ်ပါတယ်။ဒီ scholarship ကတစ်နှစ်ပတ်လုံးလျှောက်ထားလို့ရတဲ့အပြင်ဘာလင်နဲ့ Potsdam မှာရှိတဲ့ Bay University မှာမဆိုနှစ်သက်ရမေဂျာရွေးချယ်နိုင်ပြီး Bachelor of Master မှာလျှောက်လို့ရပါတယ်။နံပါတ်3 Engineering Scholarship for KMU TNB Engineering ပညာရပ်ကိုဆက်ရင်စားတဲ့သူတွေအတွက်အင်းနီချင်းထိုင်းနိုင်ငံမှာကျောင်းရှိအခမ်းအနေနဲ့တက်ရောက်နိုင်မှာဖြစ်ပြီး Round 1အတွက်ဒက်လိုင်းကတော့ January 10 2020ပါ engineering major မျိုးစုံရွေးချယ်နိုင်ပြီး high school diploma တစ်ခုခုနဲ့ IELTS တို့ဖဲနဲ့ Juilliard ကိုလည်းတစ်ခုခုရှိရဖို့လိုအပ်ပါတယ်။အခုပြပြပေးတော့ scholarship တွေအကြောင်းအသေးစိတ်အပြင်တခြား scholarship ပေါင်းများစွာကို FIN page မှာ sharing လုပ်ပေးထားမှလို့ဝင်ရောက်ဆက်စုကြည့်လိုက်တော့နော်။